င်္ဂလာပါခင်ဗျရှန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ကသမရအင်ဒိုအပါဝင်ဂျပန်စစ်ကောင်စီရဲ့စစ်ရုံးနဲ့ဝင်ကြီးဌာနရုံးတွေပြုတ်ချပျက်စီးသွားတဲ့အတွက်အကြံဖတ် main online ဇိုးဝင်းနဲ့ဝင်ကြီးတွေဟာဖြစ်တယ်လို့အစည်းအဝေးလုပ်နေရပြီးဇိုးဝင်းကအစိမ်းရောင်တလပတ်ကပြီးတော့အစည်းအဝေးလုပ်ရတဲ့အခြေအနေဖြစ်သွားတယ်ဆိုပါတယ်။မြန်မာနိုင်ငံကငလင်းဘေးတင်ပြည်သူတွေကိုနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကကယ်ဆယ်ရေးတွေလုပ်နေတဲ့အချိန် အကြံဖတ်စစ်ကောင်စီကတော့ငလျင်ဘေးကူညီရေးလို့ပြောပြီးစက်မှုဆုံးတစ်ခုကိုငွေကျပ်သိန်း900မဖြစ်မနေပေးရမယ်ဆိုပြီးတော့ကိုအတင်းအဓမ္မလိုက်တောင်းနေပြန်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာကြီးမားတဲ့ငလျင်လှုပ်ခတ်သွားမှုကြောင့် ်နေပြည်တော်ကသမရအိမ်တော်အပါအဝင်အကြံဖက်စစ်ကောင်စီရဲ့စစ်ရုံးနဲ့ဝင်းကြီးဌာနရုံးတွေပြိုကျပျက်စီးသွားတဲ့အတွက်အကြံဖက်မဲအွန်လိုင်းဆိုးဝင်းနဲ့ဝင်းကြီးတွေဟာပြစ်တလို့အစည်းဝေးလုပ်နေရပြီးဆိုးဝင်းကအစိမ်းအောင်တလပတ်ကာပြီးတော့အစည်းဝေးလုပ်ရတဲ့အခြေအနေဖြစ်သွားတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့လရှိမြန်မာနိုင်ငံမှာကြီးမားတဲ့ငလင်လှုပ်ခတ်သွားမှုကြောင့်အကြံဖက်စစ်ကောင်စီရုံးဆိုင်ရနေပြည်တော်မှာပါပျက်စီးဆုံးရှုံးမှုတွေတော်တော်ကိုများထားပြီးအဲ့ဒီမှာ နေပြည်တော်ကသမ္မတအင်ဒိုအပါအဝင်အချက်ဖက်စစ်ကောင်စီရဲ့စစ်ရုံးနဲ့ဝင်ကြီးဌာနရုံးတွေပါပြိုကျပျက်စီးထားတယ်ဆိုပါတယ်မတ်လ29ရက်နေ့မှာပဲအချက်ဖက်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကသူတို့ရဲ့လူကယ်ပြန်အစည်းအဝေးခန်းမမှာလက်ရှိအခြေအနေတွေကိုအစည်းအဝေးပြုလုပ်တယ်ဆိုပြီးအစိမ်းရောင်တလပတ်ကာထားတဲ့နေရာတစ်ခုမှာပြုလုပ်သွားတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်တစ်ဖက်မှာလည်းအချက်ဖက် main online မှာ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးလူကယ်ပြန်အထူးအစည်းအဝေးကိုကာကြုံရုပ်ဧကန်မှဆောင်မှကျင်းပတယ်လို့ပြောပြီးဧကန်တစ်ခုရဲ့နေရာချင်းချင်းလေးမှာအစည်းအဝေးပြုလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ဒါပြင်မတ်လ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ပြင်ပပြုလုပ်ခဲ့တဲ့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအထူးအရေးပေါ်အစည်းအဝေးကိုစေကောင်စီရဲ့နိုင်ငံသားရေးဝန်ကြီးတန်းဆွေဆိုသူတက်ရောက်ခဲ့မှုမှာလည်းပြိုကျနေတဲ့နေပြည်တော်ကနိုင်ငံသားရေးဝန်ကြီးရုံးကိုနောက်ခံထားပြီးရုံးအပြင်တနေရာကနေပဲအစည်းအဝေးကိုတက်ရောက်ခဲ့ရတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။ ဖက်မှာတော့လက်ရှိငလင်တန်းကြောင့်နေပြည်တော်ကသမ္မတအင်တော်ပါဝင်အချက်ဖက်စစ်ကောင်စီရဲ့စစ်ရုံးနဲ့ဝင်ကြီးဌာနရုံးတွေအပြင်နေပြည်တော်ဝန်ထမ်းအင်အားတွေအားလုံးလည်းပြိုကျပျက်စီးမှုတွေရှိထားတယ်လို့စေကောင်စီကတော့နေပြည်တော်ကအပျက်စီးတွေကိုအရင်ဦးစားပေးဖယ်ရှားခိုင်းနေပြီးတို့ရဲ့ဌာနဆိုင်ရာရုံးတွေစစ်ရုံးတွေနဲ့တို့ရဲ့နေအိမ်တွေကိုချက်ချင်းပြင်ဆင်မှုတွေအင်တိုက်အားတိုက်လောက်ခိုင်းနေတယ်လို့နေပြည်တော်စစ်တပ်တရင်ရှိမိကရေကုန်ခစ်တွေကိုပြောထားပါလိမ့်ခင်ဗျ ဖက်မှာတော့စကိုင်းမြုံကငလင်ဒန်တင့်ပြည်သူတွေအတွက်ကယ်ဆယ်ရေးကိုမလေးရှားစမတ်အဖွဲ့ကစတင်နေပြီလို့ဒီကနေ့မတ်လ31ရက်နေ့မှာပဲအဲ့ဒီစမတ်ကယ်ဆယ်ရေးအဖွဲ့ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်အဲ့ဒီမလေးရှားနိုင်ငံကစမတ်ကယ်ဆယ်ရေးအဖွဲ့ဟာမြန်မာနိုင်ငံကငလင်ဒန်တင့်ပြည်သူတွေအတွက်မတ်လ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြန်မာနိုင်ငံကိုရောက်ရှိလာတာဖြစ်ပြီးဒီကနေ့မတ်လ31ရက်နေ့မှာတော့စကိုင်းမြုံကိုရောက်ရှိလာပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုစတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့ဆိုထားပါတယ် အဲ့ဒီစကိုင်းမြို့မှာငလင်တန်ကြောင့်တိုက်တာအဆောက်အုံတွေပြိုကျပြီးပိတ်မိနေတဲ့သူတွေကိုအချိန်မီကယ်ဆယ်ရစ်တွေလှုပ်ဖို့ပြည်တွင်းကကယ်ဆယ်ရေးအဖွဲ့တွေကိုတော့စေကောင်စီကဝင်ဝင့်မပေးပဲတာစီပိတ်ပင်မှုတွေလှုပ်ထားတဲ့အတွက်တချို့နေရာတွေကပြိုကျနေတဲ့တိုက်တွေကြားပိတ်မိနေတဲ့ပြည်သူတွေဟာတေဆုံးကုန်ကြပြီးတချို့နေရာတွေမှာရုပ်လောင်းတွေစီကနေပုတ်တဲ့အနက်တွေပါထွက်လာတဲ့အခြေအနေတွေရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိမှာတော့ လေးရှားနိုင်ငံစမတ်ကဲဇေးရီအဖွဲ့ကစကိုင်းမြို့ကိုဒီနေ့မတ်လ31ရက်နေ့မှာရောက်ရှိလာပြီးကဲဇေးရီတွေစတင်လှုပ်ဆောင်နေပြီလို့တရားဝင်သတင်းထုတ်ပြန်ထားသလိုတစ်ဖက်မှာလည်းမြမငလင်ဒန်တင့်ခဲ့တဲ့တခြားမြို့နယ်တွေမှာလည်းစင်ကာပူတရုတ်အိန္ဒိယမလေးရှားဗီယက်နမ်နဲ့ထိုင်းနိုင်ငံတို့ကကဲဇေးရီအဖွဲ့ဝင်တွေပါပူးပေါင်းပါဝင်ကူညီမှုတွေလှုပ်ဆောင်ပေးနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ ီတခါမန္တလေးမြို့မှာလေငလင်တန်းကြောင့်ပြိုကျသွားတဲ့ Sky Villa Condo မှာပိတ်မိနေတဲ့ပြည်သူတွေတဲကအသက်9နှစ်အရွယ်ကလေးနဲ့ကိုဝင်ဆောင်တဲ့အမျိုးသမီး3ဦးအပြင် Great Wall Hotel ပြိုကျမှုအတွင်ပိတ်မိနေတဲ့အထက်ကအမျိုးသမီး2ဦးကိုပါတရုတ်ကယ်ဆယ်ရေးပူပေါင်းအဖွဲ့က Mashla 31ရက်နေ့ဖြစ်တဲ့ဒီကနေ့မနက်အစောပိုင်းမှာပဲကယ်တင်နိုင်ခဲ့တယ်လို့တရုတ်တန်ယုံကနေထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့ဒီနိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေဟာမန္တလေးမြို့ကငလင်တန်းကြောင့်ပိတ်မိနေတဲ့ပြည်သူတွေကိုကယ်ဆယ်ရေးလုပ်ငန်းတွေတောက်လျှောက်လုပ်ပေးနေတယ်ဆိုပါတယ်။အဲ့လိုလုပ်နေတဲ့အချိန် မတ်လ31ရက်နေ့ဖြစ်တဲ့ဒီကနေ့မနက်အစောပိုင်း9နာရီခွဲလောက်မှာတော့ Sky Villa Condo မှာနိုင်ပေါင်း60ကျော်ကြာပြိမိနေတဲ့ပြည်သူတွေတဲကအသက်9နှစ်အရွယ်ကလေးငယ်တဦးနဲ့ကိုဝင်ဆောင်အမျိုးသမီးတဦးအပြင်အသက်29နှစ်အရွယ်နောက်ထပ်အမျိုးသမီးတဦးတို့ကိုကယ်ဆယ်ရေးအဖွဲ့တွေကကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့တရုတ်တန်ယုံကနေထုတ်ပြန်ထားပါတယ်။ဒါအပြင်တစ်ဖက်ကမန္တလေးမြို့ Great Wall Hotel မှာကယ်ဆယ်ရေးလုပ်ပေးနေတဲ့အဖွဲ့တွေကလည်း ဲ့ဒီပြိုကျနေတဲ့ဟိုတယ်အတွင်းကနေအမျိုးသမီးတဦးကိုပါကဲတင်နိုင်ခဲ့တယ်လို့တရုတ်တန်ယုံရဲ့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်ခင်ဗျာတဆက်ထဲမှာပဲမန္တလေးမြို့က Sky Villa Condo တောင်ဘက်ချမ်းရဲ့ရှာဖွေမှုကိုရန်နာထားပြီးမဲ့မြောက်ဘက်ချမ်းမှာတော့ပိတ်မိနေတဲ့သူတွေကိုဆက်လက်ကယ်ဆယ်ရစ်တွေလှုပ်ဆောင်ပေးနေတယ်လို့မြေပြင်မှာကယ်ဆယ်ရေးလုပ်နေတဲ့သူတွေကပြောပါတယ်လက်ရှိမန္တလေးမြို့က Sky Villa Condo တောင်ဘက်ချမ်းမှာပိတ်မိနေတဲ့သူတွေအလုံးဟာ အသက်ရှင်လျက်မရှိတော့တဲ့အတွက်အဲ့ဒီတောင်ဘက်အချမ်းကကယ်ဆယ်ရေးတွေကိုရင်နာထတာဖြစ်တယ်လို့တရုတ်နိုင်ငံရဲ့ကယ်ဆယ်ရေးအဖွဲ့မှပါဝင်တဲ့အဖွဲ့ဝင်တဦးကပြောထားတဲ့အကြောင်းကိုပြည်တွင်းမီဒီယာတွေမှာဖော်ပြထားကြပါတယ်။လက်ရှိအဲ့ဒီ Sky Villa Condo ရဲ့တောင်ဘက်ချမ်းကယ်ဆယ်ရေးတွေကိုရင်နာထပါမိ။မြောက်ဘက်ချမ်းမှာရှာဖွေကယ်ဆယ်မှုတွေကိုဆက်လက်လှုပ်ဆောင်နေပါတယ်လို့လည်းမြေပြင်မှာကယ်ဆယ်ရေးလုပ်နေတဲ့သူတွေကပြောထားကြပါတယ်။လက်ရှိမှာတော့မန္တလေးမြို့အတွင်းငလင်တန်းကြောင့်ပျက်စီးမှုတွေတော်တော်ကိုများနေတဲ့အတွက် ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့တွေကိုဖြန့်ကျက်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကပါဝင်ကူညီပေးနေကြတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကိုအကြမ်းဖက်ဖြုတ်ခွင်းရမှာဥဆောင်ပါဝင်ခဲ့တဲ့ဂျပန်စကောက်စီရဲ့စစ်ထောက်လမ်းရေးဗိုလ်မှူးကြီးဟောင်းစမ်းပွင့်ရဲ့တမိဖြစ်သူဒေါက်တာမေစမ်းပွင့်ဆိုတဲ့သူဟာစကိုင်းမြို့ငလျင်အတွင်းမှာပဲသေသွားပြီလို့သိရပါတယ် အဲ့ဒီအချမ်းဖက်စစ်ကောင်းစီရဲ့စစ်ထောက်လမ်းရေးဘုံကြီးဟောင်းစမ်းပွင့်ရဲ့တူတီသောတမိဖြစ်သူဒေါက်တာမေစမ်းပွင့်ဆိုတဲ့သူဟာစကိုင်းမြို့မှာငလင်အကြီးအကျယ်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကပဲသူ့ရဲ့နေအိမ်ပြိုကျတဲ့အထက်မှာပါသွားပြီးတေသွားတာဖြစ်တယ်လို့ဒီမရဲ့မွေးနေ့ဟာငလင်လှုပ်ပြီးနောက်တရက်ဖြစ်တဲ့မတ်လ29ရက်နေ့မှာကြာရောက်မှာဖြစ်ပြီးတော့မွေးနေ့မရောက်ခင်တရက်အလိုမှာပဲတေသွားတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလိုစကိုင်းငလင်အတွက်တေသွားတဲ့ဒေါက်တာမေစမ်းပွင့်ဆိုသူရဲ့ဖခင်ဖြစ်သူဟာ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကိုအကြမ်းဖက်ဖြိုခွင်းတဲ့နေရာမှာဥဆောင်ပါဝင်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ထောက်လန်းရေးဗိုလ်မှူးကြီးဟောင်းစမ်းပွင့်ဆိုတဲ့သူဖြစ်တယ်လို့သူကတော့2021ခုနှစ်ကတည်းကသွေးကင်ဆာနဲ့သေသွားပြီဖြစ်တယ်လို့အခုတော့သူ့ရဲ့တဦးတည်သောတမိဖြစ်သူဒေါက်တာမေစမ်းပွင့်ဆိုသူပါအခုစကိုင်းငလျင်မှာတိုက်ပြူကြတဲ့အထက်ပါသွားပြီးသေသွားတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ မြန်မာနိုင်ငံကငလင်ဘေးတင်ပြည်သူတွေကိုနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကကယ်ဆယ်ရေးတွေလှုပ်ပေးနေတဲ့အချိန်အကြံဖတ်စစ်ကောင်စီကတော့ငလင်ဘေးကူညီရေးလို့ပြောပြီးစက်မှုဆောင်တစ်ခုကိုငွေချက်300မဖြစ်မနေပေးရမယ်ဆိုပြီးတော့အတင်းအဓမ္မလိုက်တောင်းနေပြန်တယ်လို့စက်မှုဆောင်လုပ်ငန်းရှင်တွေစီကနေသိရပါတယ်။အဲ့ဒီအတွက်စမုံစုံတွေအနေနဲ့သူတို့စစ်တပ်ကတောင်းတဲ့ငလင်ဘေးကူညီရေးအလှူငွေတွေကိုဧပြီလ၄ရက်နေ့နောက်ဆုံးထားပြီးပေးရမယ်ဆိုပြီးတော့ပါစေကောင်းစီကအကြောင်းကြားစာတွေပေးပို့လာတဲ့အတွက် လက်ရှိလိုင်တန်မြို့နယ်ရွှေလင်းမန်းစမှုဆောင်စီမံခန့်ခွဲရေးကော်မတီကနေပါလိုက်ပြီးပြောဆိုနေတယ်လို့သိရပါတယ်။တဖက်မှာတော့ငလင်းဘေးတင်ဒေသတွေမှာနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကကယ်ဆယ်ရေးတွေလှုပ်ပေးနေတဲ့အချိန်စစ်ကောင်စီကတော့ပြည်သူတွေအတွက်ကယ်ဆယ်ရေးတွေကိုတိတိယယောက်မလုပ်နိုင်ပဲလျှက်စစ်မိမရလို့လုပ်ငန်းတွေပါယာယီရနာထားရတဲ့စက်မှုဆောင်တွေစီကနေပါ ငလင်ဘေးကူညီရေးလို့ပြောပြီးစက်မှုဆောင်တစ်ခုကိုငွေချက်300မဖြစ်မနေပေးရမယ်ဆိုပြီးတော့ကိုအတင်းအရမလိုက်တောင်းနေပြန်တာဖြစ်တယ်လို့စက်မှုဆောင်လုပ်ငန်းရှင်တွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ